င်္ဂလာပါရှင်ရှန်ကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မဲပေးရတွင်လိုင်းနာရမယ့်အချက်များထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။လာမယ့်2025ခုနှစ်အထူးထူးရေကောက်ပွဲမှာမဲဆန္ဒရှင်တယောက်အနေနဲ့မဲပေးရမှာလိုင်းနာရမယ့်အချက်တွေနဲ့ပတ်သက်လို့နိုဝင်ဘာ10ရက်ကနိုင်ငံပိုင်သတင်းစာရီမှာအသိပေးထုတ်ပြန်ထားပါတယ်။မဲဆန္ဒရှင်တယောက်ဟာနိုင်ငံသားစစ်ကြီးကပြအမျိုးသားမပုတ်တင်ကပြအဲနိုင်ငံသားဒါမှမဟုတ်နိုင်ငံသားပြုခွင့်ရလက်မှတ်မှာအပမဲယုံအတွင်ကိုမသက်ဆိုင်တဲ့ပစ္စည်းတွေယူဆောင်လာတာမပြုတ်လို့ရဘူးလို့ဆိုပါရယ် ဆန္ဒပြုဆက်ပေါ်ကမိမိမဲပေးလူတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့အမည်နဲ့တင်ကြတဲ့အမှတ်သားတတိယမှာရှိတဲ့ဆန္ဒပြုကလုတ်ကိုတစ်ချိန်သာနှိတ်ခါဆန္ဒပြုဖို့တစ်ချိန်ထပ်ပို့ပြီးနှိတ်တာမပြုလို့ဘူးခလုတ်တစ်ခုထပ်ပို့ပြီးခလုတ်နှစ်ခုသုံးခုတပြိုင်တည်းမနှိတ်ဖို့တွေကိုလည်းအတိပေးထားပါတယ်နောက်တစ်ချက်ကတော့ဆန္ဒပြုကန်းတွေမှာ မဲပေးဆက်ရဲ့ဆက်စိတ်ပိုင်းတစ်ခုခုကိုမဲပေးတာနဲ့မသက်ဆိုင်တဲ့ဆောင်ရွက်မှုတစ်ခုခုမပြုလုပ်ဖို့မဲပေးဆက်ရဲ့ဆက်စိတ်ပိုင်းတစ်ခုခုကိုတနည်းနည်းနဲ့အနောက်ရှက်ပြုလုပ်တာမျိုးမပြုလုပ်ဖို့နဲ့ဆန္ဒပြုကန်တွေမှာအချိန်ကြာမြင့်စွာဆောင်ရွက်တာမပြုလုပ်ဖို့ကိုလည်းအသိပေးထားပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲတစ်ခုခုမှာလွှတ်တော်မဲဆန္ဒနဲ့တနေထပ်ပိုးတဲ့မဲဆန္ဒနယ်တွေအတွက်ဆန္ဒမဲမပေးဖို့မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိတယ်။လွှတ်တော်မဲဆန္ဒနယ်အတွက်တစ်ချိန်ထပ်ပိုးပြီးဆန္ဒမဲပေးတာမပြုလုပ်ဖို့အခြားသူအယောင်ဆောင်ပြီးဆန္ဒမဲပေးတာမပြုလုပ်ဖို့ ကုစလေဆက်လုပ်ပြီးဆန္ဒမဲမပေးဘူးနဲ့အခြားသူကုစားမဲမပေးဘူးတွေကိုလည်းအသိပေးထားကြောင်းသိရပါတယ်ရှင်။